အားလုံးပဲမင်္ဂလာပါရှင်မြန်မာဝိုင်ဒီ channel ရနေပရိသတ်များအားလုံးကို ကြိုဆိုပါရစေဒီနေ့မှာတော့စာရေးသူတာတေးရေးသားထားတဲ့တင်းချိုင်းအမှတ်ကူစုရဲဇလန်အပိုင်းတစ်ကိုတင်ဆက်ပေးစီမှာတယ်ဇလန်လေးမစသေးခင်မှာ channel လေးကို like and subscribe နေနဲ့ဇလန်တတိတင်နိုင်မှလည်းသိရှိနိုင်မှုလူဒီကောင်းလုံးလေးနှိပ်ပေးပါအောင်ရှင်ဟုတ်ကဲ့ဒါဆိုရင်တော့ဇလန်လေးဆက်လိုက်ပါတော့မယ်ကျုပ်အပါနဲ့အမေကဟုန်ကြီးเจ้าကိုစီဦးလူဝါတာလှုပ်ဝါဒနာပါတာဗျသူတို့ရာအထွက်တဲ့နှမ်းဖြစ်ဖြစ် ပဲဖြစ်ဖြစ်စီကြိတ်ပြီးကြာလာတဲ့ယာထွက်စီဦးနဲ့ဟင်းကောင်းကောင်းချက်ပြီးတော့စုံကြိုက်ပြင်ပြီးရင်စီဦးသုံးမိတောင်ပုံနေသူ့ပြီးသွားလူကြတာကျောက်ကစီစုပ်စီပြီးထုံတန်ကန်ရတာပေါ့ဗျထုံတန်ဆိုတာကစီစုံနှခန်းကိုရှန်ထွက်လာတဲ့နှမ်းဘတ်တို့ပဲဘတ်တို့စုံနေပြန်ပြန်တွန်းချရတဲ့ဒုတ်တန်ပေါ့ဗျအဘကစီထွက်ပေါက်မှာပိတ်နေရဲ့ပဲဘတ်တွေကိုထိုးထိုးထုတ်လို့ဗျဒါမှစီကြကောင်းတာလေတုတ်တို့နွားကြီးတွေကလည်းနွားဖီးကြီးရေဆိုတော့ စီစုံဆွဲရမြတ်တတလေးပါပဲကျုပ်တို့သားဖားနှစ်ယောက်ကြိတ်ပြီးစုထားတဲ့စီကငါးဘိတ်တာတော့ရနေပြီဗျအမေကဝက်စုံသားမှားထားတယ်မနှက်ဖြက်ဝက်သားကိုနှစ်မျိုးသုံးမျိုးချက်ပြီးဘုံကြီးเจ้าကိုစွန့်ပို့ကြတော့မှာဗျသူတို့ຢာရေရအတွက်တဲ့စီဦးကိုလှူရတော့မှာဆိုတော့အဘနဲ့မေကပြုံ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 နဲ့ကိုဖြစ်နေကြတာဗျဩကျုပ်တို့အညာသူအညာသားတွေရဲ့ဘဝဆိုတာလေနွားနဲ့အတူရုံးကန်ပြီးထွန်ကြားရက်ကြစိုက်ကြပြူကြရာသီဥတုကောင်းလို့နှမ်းနေပဲရီအောင်ရင်ရလာတဲ့ငွေတွေကို ရွှေတွေဝယ်ပြီးစုကြပူရာရှန်နာကိုလှူကြတန်းကြနဲ့ကိုဘွားနဲ့ကိုတော့ပျော်နေကြတာပေါ့ဗျတကယ်လဲအပြစ်မဲ့တဲ့ပျော်ရွှင်မှုပါကိုအိတာတင်စီကျိတ်နေရလားကျိတ်စုံစည်းရင်ကနေကြုံလဲကြည့်လိုက်တော့ကြောက်ခဲဗျနောက်မှတန်မဏိလည်းပါတယ်ဟဲ့ကောင်နေလားကွာကျုပ်ကလမ်းခေါ်လိုက်တော့ဒီကောင်နှကောင်ကျိတ်စုံစည်းကိုတန်းလာကြတာအဘာနဲ့ကျုံနဲ့စီကျိတ်တောင်ရက်ပြီးကြည့်ပြီးတိတ်မကြဘူးဗျကဲကိုအိတာတင်ဖဲကျုပ်စည်းမယ်ညီပါကွာကြောက်ခဲရ ဖဲ့ပါဗျာကျုပ်တလဲစီးပေးပါမယ်ကျုပ်စီးကောင်းကောင်းကြိတ်တက်ပါနဲ့ဗျပြပြောင်းစုစုနဲ့ဒီကောင်ကျုပ်ကိုဆွဲချနေရောပြုပြောမရတဲ့စို့ကျုပ်ဖဲ့ပေးလိုက်တော့တယ်ကြောင်ခဲရကျုပ်နေရောဆွေကနေတက်ထိုင်လိုက်ပြီးတော့ကျုပ်လက်ထဲကတွန်တန်လှမ်းယူတယ်ဗျဒီတော့ကျုပ်ကအဘနေရဝင်ရတော့တာပေါ့အဘသွားနာလိုက်အောင်အဲ့ဒီလိုပြောပြီးစီတွဲပေါက်မှာကျုပ်ကပယ်ပတ်ထိုးရတော့တာပေါ့ကျုပ်ကကိုကြီးတတေတို့နှမ်းကျိတ်နေရတင်တာလက်ဆက်သက်တော့ပဲကျိတ်နေရအောင်မနေ့တော့က နှမ်းစီဦးလူရဲလေကွာဒီနေ့တော့ပဲစီဦးလူမဲဆိုပြီးပဲကြိတ်တာနှမ်းအိတ်တွေလည်းရှိရဲကြောက်ခဲရကျုံနဲ့ကြောက်ခဲရကျိတ်စုံကစီကျိတ်နေကြတော့တံမဏီကအမေးစီကိုသွားပြီးစီထဲရဲ့နေရာမှာဝင်ကူတယ်ဗျဒီကောင်နှကောင်ကကျုပ်အိတ်ရောင်းရင်တကယ်ကိုအိမ်သားတွေတို့နေကြတာဗျမတည့်ရဲ့လူဆိုရင်ကျုံညီရွေလို့ထင်ကြမှာဗျတာတရေဟိတ်တာတေဟာကျုပ်ကိုခေါ်ပြန်ပြီဗျဝိုင်းဝါအောင်လမ်းကြည့်လိုက်တော့ဘန်ဝေးကုန်းကကိုဆန်အေးကြီးဗျဟာလေးလေးတန်ပြာကြီးပါလား ကြောက်ခဲရလူသွဲဆိုတော့လှုပ်ခနဲပြောလိုက်တာဗျကိုကြီးဆိုင်လာဗျကျုပ်ဒီမှာစီကြိတ်လို့ဒီရောမကိုဆိုင်ရကျုပ်ကိုမြင်သွားပြီးဝင်လာတာဗျတာတရလဲကွာမြောက်ကိုကြိတ်စုံစီခိုင်းထားရတယ်လို့ဒီမြောက်ကဘာလုပ်တတ်မှာတုံးကကိုဆိုင်ရကြောက်ခဲကိုမြင်မြင်ချင်းစရောဗျကြောက်ခဲရဘာမှပြန်မပြောပဲသွားလေးအပြေးသားနဲ့ရှိနေတယ်ဗျဟာဟိုမှာလဲမြောက်တကောင်မလားအကြီးရဲ့တတိထားနော်ဒီမြောက်တေကစီလဲတောင့်ရင်တောင့်မှာဗျလေးလေးဆိုင် ကျောက်ကမြောင်မဟုတ်ဘူးဗျအလုပ်တွေအကုန်လုံးတက်တဲ့လူဗျဟေးဟုတ်လားတမနီယမင်းဘာတွေလုံးတက်လို့တုံးကကျောက်ကအညာသားတွေလုံးတက်တာဆိုရင်အကုန်လုံးတက်တယ်မင်းထမ်းမင်တော့မတက်တက်ပါဘူးတမနီယရင်းထောင်ရှိရင်ကျောက်တက်တက်တယ်ဗျတမနီယအဲ့လိုပြန်ပြောတယ်မင်းကောင်တွေကတကယ်အကောင်နေပဲတာတည်းရဲ့ကိုအေးဆန်အေးဒီကောင်နှစ်ကောင်ကကျုံနဲ့တွေ့ပြီးတင်းဆိုင်ကုန်းတွေထဲရှောက်လိုက်နေရတဲ့ကောင်တွေဗျပေါ်သေးသေးကောင်တွေမဟုတ်ဘူးဗျမင်းထင်လို့ပါကွာ ဒီကောင်နေတရဲနဲ့ပတ်ပင်းတို့ရင်ထွက်ပြေးမဲ့ကောင်နေပါကိုစံကြီးကကြောက်ခဲမခံချင်အောင်စရော်ပြုတရဲလောက်တော့လာမပြောနဲ့လေလေရဟိုတလောတော့ကကိုကြီးတာတရဲနွားဘွေဆိုးနဲ့ကိုဝေကြီးရဲ့တိုက်နွားတိုက်တော့ကကျုပ်ရှိရဲ့အဲ့ဒီကိုဝေကြီးကိုကျုပ်ဓာနဲ့ဝင်ပြီးပိုင်းမလို့လောက်တာကိုကြီးတာတရဲအင်းနဲ့ပြင်လိုက်တော့မဟုတ်ရင်အဲ့ဒီကိုဝေကျုပ်လက်နဲ့တည်ရဲ့ဗျဟာဟာဟာဟုတ်မှလည်းကြွားပါကြောက်ခဲရကိုစံကြီးကကြောက်ခဲပြောတာကိုသဘောကျပြီးရှိရောတာပဲဗျဒါနဲ့နေပါဟုတ်ကိုကြီးစံကြီးရဲ့ ကိုကြီးဆိုင်ရေးကျုပ်စီလာတာကိစ္စရှိလို့လားလာရင်ကိစ္စကိုမေ့နေရဟဲ့ငါမင်းစီကိုလာတာဆာလာပေးတာကွရော့ရော့ဒီမာစာစာဟုတ်လားကိုကြီးဆိုင်ကျုပ်စီဘသူမှစာမရေးဘူးပါဦးကျုပ်ကကိုကြီးဆိုင်အေးလက်ထဲကစာအေးလေးကိုလှမ်းယူလိုက်တယ်စာအေးကအညူလေးဗျလက်ရေးရလဲဝိုင်းဆက်နေရဟုန်ကြီးចောင်းထွက်တည်းရေးရဲ့လက်ရေးမျိုးဗျမောင်တာဒီတနောင်းကုန်းရွာပေးပါစာညာကားနဲ့ပါလာတာကွကားစီယာကိုစံကြီးကငါပါကိုလာပေးသွားတာ ဝိုးလူပေကိုယ်တိုင်ကားကိတ်ကိုလာပြီးကိုဆန်းကိုပေးသွားတာတဲ့ဟာဟုတ်လားကိုဆန်းကဘိုးလူပေကိုတိလို့လားဗျဟတ်ကောင်ကဘိုးလူပေကိုငါတို့တရွာလုံးတိရဲကွဘိုးလူပေလာလိုက်ကိုဆန်းမောင်းတဲ့ကားနဲ့လာတာကြီးပဲကျောက်ကစာရေးကိုဖောက်ပြီး အထက်ရစာကိုဖတ်လိုက်တယ်နေစွဲနှစ်ရက်နှစ်လ1980တို့မောင်တာတေတိစီရင်ဆရာကြီးစာရေးလိုက်ပါသည်အလုံးအရေးကြီးသောကိစ္စတစ်ခုပါလာသဖြင့်ဆရာတို့ခရီးထွက်ရပါမည် ထိုခရီးတွင် မောင်တာဒီလိုက်ပါလာစေလိုပါသည်မောင်တာဒီလိုက်ပါမည်ဆိုပါကသုံးရက်အတွင်းမြို့ကိုအရောက်လာပါတောင်ပိုင်းကအောင်တော်မူဘုန်းကြီးเจ้าမှာတဲပါသည်ဆရာကြီးဘိုးလူပေကိုစံအေးပြန်သွားပြီးတော့ကြောင်ခဲနဲ့တမဏီယာမပြန်သေးဘူးဗျကျုပ်ကိုစီကျိတ်လို့ပြီးမှအမေချက်ထားတဲ့ဝတ္တနေကျန်တဲ့ထမင်းစားကြသေးရဲ့ပြီးတော့မှအေးစေးစေးပြန်သွားကြတယ်ကျုပ်ကတော့အဘာနဲ့အမေကိုလုံးဆရာရှိရာတွေတည့်ရလုပေးသေးရဲ့ဗျပြီးတော့မှနောင်နေမနဲ့စောစောကနဲ့မြို့ကိုလိုက်ခဲလိုက်တယ် ျုပ်တို့တနောင်းကောကမြို့ကိုထွက်တဲ့ကမရှိဘူးလေ။ဗန်မွေးကောကိုမနဲ့စောကြီးသွားပြီးစီးရတာဗျ။ဟဲ့တာတေးမြို့သွားမလို့လား။နေအပါနဲ့နေမေနေကောင်းကြလား။ဒီနေ့ဘလို့တော့ပဲရရဲ့လား။တာတေးကစီရကြီးဖြစ်နေပြီကွာ။မင်းနွားဘွေဆိုးတည်သွားတာစိတ်မကောင်းလိုက်တာကွာ။နေနဲ့လှရင်မရှိကြလေ။တို့ရွာကိုတိတ်မလာတော့ဘူးနော်တာတေး။ဗန်မွေးကောသားတွေကကျုပ်ကိုမသိရလူမှမရှိရဗျာ။ကျုပ်ကိုတွေ့ရနေမျိုးစုံအောင်ပြောတော့တာပြု။ရွာလန်းဆိုတော့ကြမ်းတာပေါ့ဗျာ။ တုံတုံတိုင်းတိုင်းနဲ့မြည်ပြီးတော့ဘယ်ရင်ညာရင်နဲ့မောင်းနေရဲ့ကားစီဟာကိုစံရဲ့ကားဟောင်းကြီးကမြို့ကိုရောက်လာတဲ့အာလုံကားပေါ်ဟာစီမီကိုလန်းကိုတွားကြရတော့တာပေါ့ဗျ။ကျောက်ကတော့မြို့တောင်ပိုင်းကအောင်တော်မူကျောင်းကိုထွက်လာခဲ့တယ်။အောင်တော်မူကျောင်းဝင်းကတော်တော်လေးကြဲတာဗျ။ကျောက်ကပထမဆုံးတွေ့ရဲ့ဥပစင်တပဟောင်းမေးလိုက်တယ်။ဥပစင်ဒီကျောင်းမှာတဲနေကြတဲ့ဆရာကြီးနှစ်ယောက်ကိုသိသလားဖေ။ဩတယောက်ကရောင်တုံးနဲ့တင်တယ်။ဟုတ်တယ်ဖေဟုတ်တယ်။ဒီတက်တဲ့သွား ောင်တော်မူစည်းဒီလေးတွေ့နိုင်မယ်။အဲဒီစည်းဒီရဲ့တောင်ဘက်ကကျောင်းလေးရဲ့မှာတဲကြတယ်။တစ်သားကျောင်းမဟုတ်ဘူး။အုပ်ကျောင်းလေးမှာ။မှန်မှဗျာ။ဥပစင်လမ်းညွန်တဲ့အတိုင်းကျုပ်ကရှောက်လာလိုက်တယ်။အောင်တော်မူစည်းဒီလို့ရေးထားတဲ့မုတ်ဦးအောက်ကနေကျုပ်ဝင်လိုက်ပြီးထုံးသိမ့်ငယ်ဖြူဖြူလေးကတ်ထားတဲ့ကိုးတော်ပြေးစည်းဒီကိုထိုင်ပြီးရှစ်ခိုးလိုက်တယ်။အခုသွားရမယ့်ခရီးမှာချော်ချော်မွေ့မွေ့ရှိပါစေလို့လည်းကျုပ်ဆုတောင်းလိုက်တယ်။ပြီးတော့မှစည်းဒီရဲ့တောင်ဘက်ကဆင်းပြီးအုပ်ကျောင်းလေးကိုရှာလိုက်တယ်။ဟောတွေ့ပြီပြု။ အုံချောင်းလေးရသိမ့်မကြီးပြင်မဲ့နှစ်ထပ်ချောင်းလေးပြကျုပ်ကအုံးလေကအတိုင်းချောင်းမော်တက်လိုက်တယ်ဟောမောင်တာတင်ရောက်လာပြီလားကွကျုပ်ကမောင်တာတင်လာမလာနိုင်ပါမလားလို့တွေးနေတာဘယ်နေလိမ့်မတုံးဆရာကြီးရဲ့ဆရာကြီးစီကစာရောက်လာကြတဲ့ရကျုပ်ကချက်ချင်းပြေးလာခြင်းနေရပြတာဒုကွတာဒုတာဒုခုလာတာဆရာကြီးတယောက်တည်းမဟုတ်ဘူးလားကျုပ်ကဆရာကြီးဘိုးလူပေကိုမေးလိုက်တယ်ဆရာတယောက်ပါသေးတယ်ကွအခုဖျားကမ်းမှာပရိစိတ်နေရဲ့ ခဏနေထွက်လာပါလိမ့်မယ်။ကျုံတဲ့ဘူးလူပေစကားဆက်ပြောနေကြတယ်။ဘူးလူပေကကျုံမိသားတွေကိုမာချောင်းတာချောင်းမေးရယ်။ဗန်မွေးကုန်းကဘူးဆံမောင်တို့တည်င်းမေးရယ်။ပြီးတော့သူတည့်ရတခြားလူတွေအကြောင်းလည်းမေးတယ်ဗျ။ကျုပ်တို့စကားကောင်းနေုံမှာပဲဘူးလူပေနဲ့ပါလာတဲ့ဆရာကဖျားကန်းနဲ့ရထွက်လာတယ်ဗျ။ဟာမောင်တာဒီဆရာကြီးကိုဂါရဝါပြုတ်လိုက်ပါအောင်။အဲဒီလိုဘူးလူပေကပြောလို့ကျုပ်ကဂါရဝါပြုတ်ဖို့နောက်ကိုလှည့်လိုက်တယ်။ကျုပ်အံ့ဩလိုက်တာဗျာ။ကျုံမျက်စိရည် မယုံနိုင်အောင်ဖြစ်သွားခဲ့တာဆရာကြီးဆရာကြီးဆိုင်းနုံဖကျုပ်ကိုပြုံပြုံကြီးကြည့်နေရဲ့ကျုပ်ဆရာကြီးဆိုင်းနုံဖကိုကျုပ်ချက်ချင်းကြောလိုက်တယ်မောင်တာတရနင်းနင်းလေးထွာလာတာလွယ်ဒီအတိုင်းပဲကွမျက်လုံးနဲ့မှာရဲရဲနဲ့အယောင်တွေကိုအရင်တိုင်းတွေ့နေရတာကွကျုပ်ကကျုပ်သိကျင်တဲ့အကြောင်းမေးလိုက်တယ်။ဆရာကြီးဒေါက်တာမေးရောင်နဲ့တွေ့သေးလားဆရာ။ဆရာကြီးဒေါက်တာမေးရောင်ကနိုင်ငံသားကိုအပြီးထွက်သွားတာကွ။နိုင်ငံသားတိုင်းပြည်တွေမှာပဲကွေတွေကိုလိုက်ပြီးနှိမ်နေနေတာ ကြုံမျက်လုံးတွေဝေသွားတယ်ဗျဆရာကြီးဦးမင်းအောင်ကြုံတတော်ကိုတတိယသွားတာကြုံစိတ်တွေကိုအမြဲတိနေတဲ့ဆရာကြီးဆိုင်းတို့ဘာကြုတ်ကိုမြည်ရဲ့ဗျမောင်တာတရားဆရာကြီးဒေါက်တာမင်းအောင်တတိယနေတာဦးကြုံတဲ့ဆရာကြီးဆိုင်းပြောနေတာကိုကြည့်ပြီးဘိုးလူဝေကပြုံးပြီးခေါင်းလေးညှိနေရဲ့ဗျမောင်တာတရားဆရာဦးမင်းအောင်တို့အကိုနုံဖားတို့နဲ့ကဝေလိုက်တော့တတော်ကိုအတွေ့အကြုံရလိုက်မှာပဲကွနော်ဟာရတာတော့မပြောနဲ့ဆရာကြီးရဲ့ကြောက်လေတတော်ကိုကြောက်ခဲ့တာပါဗျ မင်းအခုကြောက်ရမယ့်ကိစ္စတွေရလဲတော်တော်ကိုကြောက်စရာကောင်းပါကွယ်။ဟာဟုတ်လားဆရာကြီး။မောင်တာတွေစဉ်းစားကြည့်လေကွယ်။ခါတိုင်းဆိုရင်ကြုတ်တယောက်တည်းလာတာမို့လား။အခုအကိုနုံဖပါလိုက်လာရတယ်ဆိုတော့ဒီရောမှကြုတ်သဘောပေါက်သွားတာပြို့။ဒါဆိုရင်ကိစ္စကတော်တော်ကိုအရေးကြီးရပါပဲဆရာကြီးရဲ့။ဆရာကြီးဆိုင်းနုံဖလည်းဆရာကြီးဘိုးလူပေးရဲ့ဘေးမှာဝင်ထိုင်လိုက်တယ်။ကိုလူပေးရဲ့ကျုပ်တို့အခုသွားရမယ့်ကိစ္စအင်မတန်မှထူးဆန်းပြီးနည်းနည်းတဲ့အကြောင်းတရားတွေပနေရကွယ်ဒီတော့ခကြီးမဆောက်ခင်မှာ မောင်တာဒီကိုအကြောင်းစုံပြောပြထားသေးနေတယ်ဒီလိုမှမဟုတ်ရင်မောင်တာဒီမှာလိုက်တာလာရတယ်ဘာမှကားကားနာနာမသိပဲဖြစ်နေမှာကွဟုတ်ကဲ့အကိုနှုတ်ဖကျုံလဲဒီရဲ့အကြောင်းတွေကိုမောင်တာဒီနားလည်အောင်ပြောထားခြင်းပါတယ်ပြောသင့်မပြောသင့်ဆိုတာကိုချိန်နေတာအကိုနှုတ်ဖရဲ့ပြောသင့်တယ်ကုလူပေးရဲ့ဟုတ်ကဲ့ဒါဆိုရင်ဒီအကြောင်းတွေကိုအစားအနေအဆုံးထိမောင်တာဒီကြိုသိရအောင်ကျုံပြောပြလိုက်ပါမယ်ကဲခုတော့မောင်တာဒီကိုစွန်စားကြောင်းခေါ်သွားပြီးထမင်းကျွေးလိုက်အောင်မယ်အေးအေး ဟုတ်တာပေါ့မောင်တာတရားကားဘဝဆင်းဆင်းချင်းတန်းလာခဲ့တာဆိုတော့စရောပေါ့ဘုလူပရာကျုပ်ကိုစွန်းစားเจ้าကိုခေါ်လာတယ်ဗျစွန်းစားเจ้าကိုတောင်းဝင်ယူတဲ့ဥပစင်းတွေကကျုပ်ကိုဂယုတဆိုင်နဲ့ကြွေးမွေးကြတယ်ဗျအောင်တော်မူဆရာတော်နဲ့ဘုလူပရာဟိုတုန်းကအလွန်ခင်ကြတာလေဗျအောင်တော်မူဆရာတော်သာသနာ့ဘောင်မဝင်ခင်အထိအမြဲတမ်းတတွဲတွဲနေကြတာလေဗျဘုလူပရဲ့မွေးစားအဖေပထမဆရာကြီးကိုလည်းအောင်တော်မူဆရာတော်ကရင်းရင်းနှီးနှီးသိတဲ့ဒီတော့ငါဆိုရင် ဘိုးလူပေတို့အိမ်မှာစားအိမ်တောက်အိမ်ဆိုပဲခုလဲဘိုးလူပေရောက်လာရင်လှုပ်ဝမ်းတာတာလည်းဗျ။เจ้าကဥပစင်းနေရလဲရောင်တစောင်းနဲ့ဘိုးလူပေကဆရာတော်ငယ်တငယ်ချင်းဆိုတော့လှုပ်ခယူးဆိုင်ကြတာပေါ့။ဒီတုန်းကဘိုးလူပေမွေးကစားပေါ့ဗျ။ဆရာနူဖားကအသက်20ဝန်းကျင်ခုတော့ဘိုးလူပေကအသက်50ဆရာနူဖားအသက်30အရွယ်ဗျ။တိုင်းမဲ့ဆရာနူဖားကတန်တုံးမြန်တုံးသွားနိုင်လာနိုင်တုံးပဲ။အသက်90သာပြောတယ်။ဟိုရင်ကျောင်းနဲ့တွေ့တုန်းကအတိုင်းပဲ။ ဆရာနုံဖားဆိုတာကျုပ်ကိုမျက်ကွင်းစေပေးခဲ့တဲ့ဆရာလေးဗျာစနေကျိုးကဝေမှာဒေါက်တာမင်းအောင်ရဲ့ဆရာနုံဖားရဲ့ကျုပ်ရဲ့ကဝေလိုက်သွားတဲ့အကြောင်းရေးထားရလေဘုလူပရာကျုပ်ကိုထမင်းကျွေးပြီးပြန်ခေါ်လာတယ်ဗျအုပ်ချောင်းလေးကိုပြန်ရောက်တော့ဒီချောင်းလေးကိုပြောပြတော့တာပဲဘုလူပေပြောပြတဲ့အကြောင်းတွေကလူလောကမှာကျုပ်တစ်ခါမှမကြားဘူးရဲ့အကြောင်းတွေပါဘုလူပေကျုပ်ကိုပြောတဲ့အတိုင်းပဲကျုပ်ပြန်ပြောပြပါမယ်မောင်တာတည်းရေဟောဒီလောကကြီးမှာလေ မပြစ်နိုင်ဘူးတင်ထားတဲ့အရာတွေရောပြစ်နိုင်နေကွကျောခုပြောပြမယ့်အကြောင်းတွေကစိတ်ကူးရင်မီရေးထားတဲ့ဝိထုတပုတ်လို့တော့မတင်လေးနဲ့တကယ်အဖြေကွဟုတ်ခဲ့ပါစီအိုင်ဒီလိုကွကျောရဲ့မွေးစားပြီးပထမဆရာဘွားကြီးထွက်ရဲမကြခင်ကမောင်တာဒီရဲ့ဆရာကြီးဆိုင်းနုံဘာနဲ့ဆရာတပည့်နေရစကိုင်းနယ်ထဲမှာခိုးအောင်းနေရဲ့ကဝေရာစာကြီးတယောက်ကိုတွားပြီးနှိမ်နှင်းခဲ့ကြတယ်။အဲဒီကဝေကြီးကကဝေပညာမှာကန်းကုတ်အောင်တက်တဲ့လူတယောက်။မောင်တာဒီကြုံမှုတာ ကိုဝေရီသိရင်နေရဲမိတော့ပြီးအဝေစီကိုရောက်သွားကြတယ်။ဟုတ်ကဲ့ခဏခဏမြင်မှုပါတယ်ဆရာကြီး။အေးအဲ့ဒီမှာတချို့ကဝေရီကနေရဲမိတော့မထပဲနမ်းမိတ်စာဖြစ်သွားရလဲရှိရဲ့ကွ။သူတို့ကရုံမရှိပဲနာမည်ရှိရဲ့ဘုံတစ်ခုနဲ့မောင်တာတည်းရဲ့အဲဒီနမိတ်စာတွေကရုပ်ကိုတိတ်လို့ခြင်းကြတာတဲ့လူဘဝအောင်အင်မတန်မှပြန်ရောက်ခြင်းကြတာဆိုပဲလူရဲ့ဖြစ်ပြန်ပြီးဝင်စားဖို့အမြဲချောင်းနေကြတာလေကွဘာလို့သိလို့လဲ ဇဒုမဟာရီနတ်ဘုံကနတ်ဘလူတွေကဒီနမ်းမိတ်စာပဲလူရဖြစ်ပြန်မဝင်စားရအောင်စောက်ကြက်နေကြရတာတဲ့စောင့်နေရကြရရပဲလူလောကမှာပရိသတ်တွေရသွားခဲ့ရင်တရေသားကိုပြက်ကြအောင်လုပ်ပြီးနမ်းမိတ်စာကိုပြန်ခေါ်လာကြရတာဆိုပဲဒီနောက်တောင်စောက်ကြက်နေရပါလားဆရာကြီးရဲ့ဟုတ်တယ်မောင်တာတည်းရဲ့တကားတလေမီးဖွားတော့မှတိသွားရင်လေချက်ချင်းစီဝေးချွေးချပြီးတော့နမ်းမိတ်စာကိုပြန်ခေါ်လာကြရတယ်တဲ့အဲဒီလိုခေါ်လာပြီးရင်ဘာလို့ကြတာလို့ဆရာကြီးရဲ့ အပြစ်ဒဏ်ပေးကြတာပေါ့မောင်တာတည်းရဲ့ပြင်းပြင်းထန်ထန်ကိုအပြစ်ဒဏ်ပေးရဆိုပဲဒါကြောင့်မလို့အဲ့လိုတွေတိတ်မလို့ရဲကြတာပေါ့ဒါဆိုရင်နဘလူတွေကိုကျေးဇူးတင်ရမှာပေါ့နော်စီအိုင်းဒါပေါ့ကွနဘလူတွေကအမောင်မော့သမားတွေကိုအာကြီးယူမုန်းတာကွကျောက်တို့တုံးတဲ့အင်းကြီးကိုစောက်တဲ့အင်းဆောင်စုကလည်းအဲ့ဒီနဘလူတွေပဲလေကျောက်တို့အထက်လမ်းသမားတွေအလေးမော်ပညာရှင်တွေကိုဒီနဘလူတွေကတော်တော်ကိုကူညီကြတာကွဒါဆိုရင်တော်သေးတာပေါ့ဆရာကြီးရဲ့ ကျုပ်တို့တက်လို့တည်သွားတဲ့ကဝေးတွေကပညာမြင့်တဲ့ကဝေးတွေကနမိတ်စာတွေနေတဲ့ဘုံကိုရောက်သွားကြတာအပယ်လေးပုံတွေကနေရာတစ်ခုပေါ်မောက်တာတည်းရဲ့ဒီနမိတ်စာတွေကိုနဗလူးတွေကအလင့်မပေးပဲအမြဲစောင့်ကြည့်နေကြတာအခုကျုပ်ပြောမဲ့အကြောင်းအရာနဗလူးတွေစောင့်ကြနေရဲ့ဂျာဟုကဖြစ်သွားတဲ့အဖြစ်တစ်ခုပေါ်မောက်တာတည်းရဲ့ဒီဇလန်းကိုပြောရမယ်ဆိုရင်စောစောကပြောတဲ့စကားဟုတ်ပဲပြန်ကောင်းရအောင်မယ်ကျုပ်ဖေးစီရပွားကြီးနဲ့အကုန်နုံဖားတို့သွားပြီးနှိမ်နင်းခဲ့ကြတဲ့ ကဝေကြီးရဲ့နာမည်ကမူးညိုတဲ့ကွကဝေရာဇာကြီးမူးညိုကငရဲမီးတောင်းမထပဲနမိတ်စာရီနေရဲ့အပေပေါ်ကိုရောက်သွားတယ်။သူလည်းတခြားမိတ်စာရီလိုပဲလူဘဝကိုပြန်ရောက်ဖို့အငဲကြံစီနေတော့တာပေါ့။သူတို့အောက်ကုသူတွေနဲ့ဆိုရင်လူဘဝပြန်ရောက်ဖို့ဘယ်လွယ်မှာတော့စရာကြီးရဲ့။ဟုတ်တာပေါ့ကွ။ဒီကောင်နေလူပြန်ဖြစ်ဖို့ဆိုတာအဝေးကြီးပေါ့ကွ။ဒါကြောင့်လေလူပြန်ဖြစ်ဖို့နီးမျိုးစုံနဲ့ကြံကြရတာ။သူတို့တတ်ထားတဲ့ပညာရီကိုသုံးပြီး နီးမျိုးစုံလောက်ကြတာပေါ့မောင်တာတည်းရဲ့ဒီကဝေရမချိမဆန့်သေးပြီးမိစ္ဆာဖြစ်နေရတော့သူတို့ရဲ့အတက်တီကိုမစွန့်ကြသေးဘူးနော်ဆရာကြီးဘယ်ဆုလိုက်မလုံးကွအဝီစီငရဲ့ကိုမရမချင်းဘယ်တော့မှမစွန့်ကြအောင်အဲ့ဒီတည်းမှာအခုပြောမယ်ကဝေကြီးမူးညိုကအစိုးဆုံးမောင်တာတည်းရဲ့ဟုတ်လားဆရာကြီးရဲ့ကဝေကြီးမူးညိုကဘာရင်းများလုပ်လို့တော့နမိတ်စာပေါ်ရောက်သွားတဲ့မူးညိုကလူလောကမှာလူပြန့်ဖြစ်ပြီးသူတက်တဲ့ပညာတွေကိုအပြည့်ပြန်ရခြင်းနဲ့ တော်တော်အကြံကြီးရဲ့ကဝေးပါလားဆရာကြီးရဲ့ဟုတ်ပါကွယ်ဒါပေမဲ့သူပြစ်ကျင်တဲ့ရည်ရွယ်ချက်ကိုဖြစ်ရဖို့ကမိုးညို့အတွက်လွယ်လွယ်ကူကူတော့မဟုတ်ဘူးအချိန်နဲ့အကြာကြီးယူပြီးအားထုတ်ခဲ့ရတာနေပါဦးဆရာကြီးရဲ့ကြုံနားမလဲလို့တခုမေးပြရစီမေးလေမောက်တာတည်းဘာမေးချင်လို့တော့ဒီကဝေးရရသေးပြီးနမိတ်စာဖြစ်သွားတဲ့ချိန်မှာသူတို့ရဲ့ပညာတွေသူတို့စီမှာရှိသေးလို့လားရှိရပါဘောမောက်တာတည်းရဲ့ဒီကောင်ကြီးရဲ့ရုပ်ကတည်သွားပြီမဲ့ ရုပ်ပွားတစ်ခုနဲ့နမ်းမိတ်ဆောင်ပုံရောက်သွားတာဘဝတစ်ခုကိုပြောင်းသွားတာမဟုတ်ဘူးဘုံတစ်ခုကိုပြောင်းသွားတာအော်ဒါဆိုရင်ကဝေကြီးမူးညိုရဲ့အမှောင်မော့ပညာတွေကသူ့စီမှာအကုန်ရှိနေတာပေါ့ဟုတ်လားစရာကြီးအေးဟုတ်တယ်ကွဒါပေမဲ့သူတို့လုပ်ခဲ့တဲ့အကုသိုလ်တွေကသူတို့ကိုလူပြန်ဖြစ်ခွင့်ဖယ်ပေးမှာတော့ဒါကြောင့်လေဒီကောင်တွေနီးမျိုးစုံတုံးပြီးလူလောကကိုပြန်ရအောင်စူးစမ်းကြတာပေါ့မောင်တာတည်းရဲ့ပထမဆုံးမူးညိုဘာလုပ်တော့ဆိုရင် သူ့တပည့်တွေကိုသူ့နမ်းမိတ်ဆာဖြစ်သွားတယ်ဆိုတာမပြောဘဲနဲ့အလွန်အစွမ်းထက်တဲ့ကဝေနတ်ကြီးဖြစ်နေရလို့အိမ်မက်ပေးရကွအိမ်မက်တဲမှာလည်းသူ့ကိုယ်သူအလွန်ခံကြတဲ့နတ်တပန်းအသွင်ဆောင်ပြီးတကိုးတွေပြလာတယ်ကွဒီမှာရင်သူ့တပည့်တွေကဝမ်းမြောက်ဝမ်းသာဖြစ်ကြတော့တာပေါ့သူတို့စီကကဝေရာဇာကြီးမူးညိုကကဝေနတ်ကြီးဖြစ်ပြီးသူတို့ကိုစောင့်ရှောက်နေရလို့ယုံသွားကြတာမောင်တာတည်းရဲ့နမ်းမိတ်ဆာကလည်းဒီအိမ်မက်ကိုတပည့်တယောက်စီကိုပေးတာဆိုပဲဒီမှာရင်အနေနဲ့အရရက်မှရှိရဲ့ မိုးညိုရဲ့တပည့်တွေကစကိုင်းဘက်ကမိုးညိုတေးခဲ့တဲ့ရွာမှာစုဝေးပြီးအစည်းအဝေးလုပ်ကြတယ်။အဲဒီမှာကဝေနတ်ကြီးဖြစ်သွားတဲ့သူတို့ဆရာကြီးကိုပူဇော်ပသကြတင်ကြမြှောက်ကြပင့်ကြတဲ့ဒီမှာနေမိတ်ဆာမိုးညိုကသူ့တပည့်ဟန်းဆိုတဲ့ကဝေတယောက်ကိုဝင်ပူးပြီးဒီစီစဉ်ကိုချတော့တာပဲ။တပည့်တွေကလည်းသူတို့ဆရာကြီးကိုတကယ်ပဲနတ်ကြီးဖြစ်နေရဲ့ထင်ပြီးသူတို့ဆရာကြီးခိုင်းတဲ့အတိုင်းလှုပ်ကြဖို့သဘောတူကြတယ်ဆိုပဲ။နမိတ်ဆာကြီးမူးညိုကသူ့တပည့်တွေကို အားလုံးခိုင်းတယ်ဆိုတော့ကြုံသိကျင်သွားတယ်။ဒါပေမဲ့ဘူးလူပေကိုဖျက်ပြီးမမေ့ရဘူး။တီယော်ဘူးလူပေပြောပြတာပဲကြုံနားထောင်ရတော့တာပေါ့။မြေလက်ဘက်မှာကံကြိုင်းဆိုတဲ့ရွာလေးတစ်ရွာရှိရဲ့။အဲဒီရွာမှာမောင်စိန်နဲ့မိပန်းလို့ခေါ်တဲ့လင်မယားနှစ်ယောက်ရှိရဲ့။မောင်စိန်တို့မိပန်းတို့ကကံကြိုင်းစာတီမဟုတ်ကြဘူးနဲ့။တခြားရက်ကနေပြောင်းလာကြတာဆိုပဲ။တောင်ကြိုင်းကိုရောက်တော့ကြုံရကြပန်းလုတ်ကင်စားတောက်ကြတာကွ။မောင်စိန်ကရာထွန်းရင်နဲ့ထုံမင်းလိုက်ကြပဲတဲ့။ နှံ့ကျဲပဲကျဲငါရင်လဲကျဲပေးလိုက်တာပဲတဲ့ပေါင်းနှုတ်ငါရင်လဲလင်မယားနှစ်ယောက်လိုက်နှုတ်ကြတာပဲတဲ့တစ်ခုတ်ဝါခုတ်ငါရင်လဲလိုက်ခုတ်တာပဲတဲ့ဒီလိုနဲ့လင်မယားနှစ်ယောက်ပေမေမမ်းမန်လောက်ကైစားတော့ကြရတဲ့ကံကြိုက်တူအောင်ကသူတို့ကိုခင်ကြတယ်လေကွရတဲ့ရွာထဲမှာအလူတန်းရှိရင်လဲလင်မယားနှစ်ယောက်လုံးချွေးတလုံးလုံးနဲ့ချက်ကြပြုတ်ကြရွာထဲရလူတွေကနားမအောင်လို့တော့ပြောอยู่ရတာဆိုပဲဒါပေမဲ့ရပိုင်နွားပိုင်မရှိတော့ကြုံရလုံးကိုပြန်ကြလုံစားနေရတာ ဘဲမှာခြောက်လဲတယ်လို့ရှိမှာတော့စင်စင်ရဲရဲနေထိုင်ကြရတာပေါ့တရတော့ထူးဆန်းတဲ့လူတယောက်သူတို့အိမ်ကိုရောက်လာတယ်ကွဒီလူကအပေါ်ဖြူအောက်ဖြူဝစ်ထားတဲ့ခေါင်းမှလည်းပဝါဖြူလေးပေါင်းထားတယ်ဆိုပဲဒါမောင်စိန်တို့မပန်းတို့အိမ်လားကွဟုတ်ပါတယ်ဗျဟုတ်ပါတယ်အိမ်လို့သာဆိုရတယ်တကယ်ကတဲတာတာလေးတယ်ကွအဲ့ဒီအဝေးဖြူကိုဝစ်ထားတဲ့လူကပြောပြောဆိုဆိုနဲ့အိမ်မော်ကိုတက်လာပြီးတော့ဖျားစင်ရှင်မှာဝင်ထိုင်နေဆိုပဲပြီးရနဲ့ဖျားစင်မန်ကိုလှည့်ပြီး ဖះအောင်ကြကြနာနာရှစ်ခိုးတဲ့ပြီးတော့မှမုံစိန်တို့လိမယာဘက်လှည့်ပြီးပြောတာတဲ့အထက်ဘုတ်ကိုတပါလှုပ်လိုက်လို့ကြွလာရတာပါကျုံနဲ့မဲအောင်ပင်နဲ့ဆရာကြော်တဲ့မကြခင်အထက်ဘုတ်ကိုကြီးကြွလာလိုက်မယ်ကျုပ်ကိုတက်စီးပြီးမင်းတို့လိမယာကိုပြောစရာရှိရာတွေသူကိုယ်တိုင်ပြောလိုက်မယ်မုံစိန်တို့လိမယာကတော့အတူဆန်းဖြစ်ပြီးဘာပြောရမှန်းတော့မသိတော့ပဲလက်အုပ်လေးခြိထားကြရတာပေါ့ကွအဲဒီလိုပြောပြရနဲ့အောင်ပင်နဲ့ဆရာကြော်ဆိုတဲ့လူကတဆက်ဆက်တုံလာပြီးတော့ အထက်ပုတ်ကိုဆိုတာကြွလာရော့တယ်ကွ။ဟေ့ငါသားနဲ့သမီးမောင်စိန်နဲ့မိပန်းနင်တို့စင်းရဲလာဤလား။ဟုတ်ပါတယ်အဘရဲ့ကျုပ်တို့လှုပ်စင်းရဲကြတာပါဗျ။အဲဒီလိုမောင်စိန်ကမရေတည့်ရဲ့နဲ့ပြန်ပြောတတဲ့ကွ။အိမ်တော်ကြတာ၃နှစ်တာရှိရဲ့။သားသမီးနဲ့ခုထိမရကြပါလား။ဟုတ်ပါတယ်အဘရဲ့ကျုပ်တို့မှသားသမီးနဲ့မထွန်းကားပါဘူးဗျ။အဲဒီလိုမောင်စိန်ကပြန်ပြီးရှောက်တင်တဲ့အေးဒါဆိုရင်ငါမေးမယ်မင်းတို့နေမရမချမ်းသာခြင်းဘူးလား ချမ်းသာကျင်တာပေါ့အဘရဲ့အေးဟုတ်ပြီမင်းတို့သားသမီးရောမလူကျင်ဘူးလားသားသမီးနဲ့လူကျင်တာယူမတက်ပါပဲအဘရဲ့ကောင်းပြီမင်းတို့ကိုတထေးဖြစ်အောင်လို့ငါလှုပ်ပေးမယ်သားသမီးရအောင်လည်းလှုပ်ပေးမယ်ကြိုက်သလားမောင်စိန်အဘရဲ့ဘန်းနဲ့ပြောပါလိမ့်အဲဒီလို့သာဆိုရင်အဘခိုင်းကြည့်အောင်ခိုင်းပါဗျာကျုပ်ကဟောရီယာမိန်းမကိုလှုပ်ပေးပါမယ်မောင်စိန်ရဝမ်းသာအားရနဲ့ပြန်ပြောတဲ့တဲ့ကွကျုပ်လည်းခိုင်းကြည့်အောင်ခိုင်းလှုပ်ပေးပါမယ်အဘရဲ့ အဲမီလိုမိပန်းကလည်းဝင်ပြောတဲ့ဒါဆိုရင်နေရကြပြီပေါ့အေးဒီတိုင်းတော့မရဘူးကွငါပြောတာကိုမင်းတို့တည်တည်ချာချာနားထောင်ကြမင်းတို့သဘောတူတော့မှဂတိကဝတ်ပြုကြအမဟုတ်ကဲ့အမေရှိပါအဖမင်းတို့မှတားလေးမွေးတာလိမ့်မယ်ပြီးတော့မင်းတို့နေမရပါတတိနေမရလည်းဖြစ်လာလိမ့်မယ်မင်းတို့သားကိုမင်းတို့နှစ်ယောက်နာမည်ပေါင်းပြီးမောင်စိန်ပန်းလို့နာမည်မှဲ့ခေါ်ပါမယ်မောင်စိန်ပန်းအရွယ်ရောက်လာတဲ့အခါငါပေးစားခိုင်းတဲ့မိန်းကလေးနဲ့မင်းတို့ပေးစားရမယ် ဘယ်နဲ့တုန်းကအဘရဲ့အဘတင်းတော်လို့စီစဉ်တော့တုတ်တော့မငင်းပါဘူးအေးကောင်းပြီမင်းတို့သားနဲ့ကျွေးမှမှတာဦးလေးမွေးလိုက်မယ်ဟာတုတ်တော့မြည်လေးပေါ့နော်အဘဟုတ်တယ်အဲ့ဒါကိုမင်းတို့ဂတိကဝေပြုကြရမှာအဲ့ဒီပထမဆုံးမွေးလာတဲ့ကလေးကိုသာသနာပြုဖို့ငှောက်ပေးရလိမ့်မယ်။ဗျာဟုတ်တယ်မောင်စိတ်မင်းတို့လီမယာတထေးရဖြစ်အောင်လဲငါလုပ်ပေးမယ်။ကလေးမရနိုင်တဲ့မင်းတို့လီမယာကို တားမောက်စိန်ပံမွေးတော့အောင်လဲငါလုပ်ပေးမယ်။ဒါတော့မှငါတောင်းတာကိုမင်းတို့ကမပေးနိုင်ဘူးဆိုရင်ငါနဲ့မင်းတို့နဲ့ဂတိကဝတ်မပြုတ်ရုံပဲပေါ့။မင်းသားနဲ့မင်းချွေမှနောက်ထပ်ကလေးတွေမွေးကြအောင်ပါလေ။မင်းတို့မှမြီးဝင်ရကြအောင်ပါ။ပထမဆုံးမွေးလာတဲ့ကလေးကိုတော့ငါ့ကိုပေးရလိမ့်မယ်။ဟုတ်ကဲ့ပါရှင်။စာရေးဆရာတာတီရေးတာထားတဲ့တင်ကြအမှတ်9ဆိုတဲ့ဇလန်အပိုင်းတစ်ကိုတော့ဒီမှာပဲရန်နာခွင့်ပြုပါရှင်။ဇလန်လေးကိုအပေးခဲ့တဲ့အတွက်လည်း ပရိသတ်ကြီးအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။